ဟာအာကိုဟုတ်မတွေ့ရအောင်ကြာပြီဟုတ်တယ်ကျွန်တော်ចောင်းကိစ္စရင်းနဲ့အလုပ်ရှုပ်နေတာအာဒီနေ့ចောင်းအတွက် MacBook လေးလာကြည့်တာ brother စီမှာဟုတ်ကိုဟုတ် MIB မှာတက်နေရတယ် MIB တက်နေရအာဟုတ်တယ်ကျွန်တော်တို့ဟာ Facebook ကတွေ့ရတယ်ねကျွန်တော် MIB project အတွက် Facebook မှာတင်ထားတဲ့ဟာလေးကိုတွေ့ရဖြစ်လိမ့်မယ်ဟုတ်တယ်ကျွန်တော် MIB မှာအခုတင်ထားတဲ့ video လေးတွေတွေ့ပြီးတော့ကျွန်တော် MIB MBA join မယ်ဆိုပြီးတော့စဉ်းစားနေတာဟုတ်လား MBA တက်မယ်ဆိုရင်အခုလိုအမှုတက်နေတဲ့ MIB ចောင်းចောင်းလေးကိုပြောပြပေးလို့ရတယ် เนาะအခု time ပြောဟုတ်ကဲ့ဟုတ်ကဲ့ဟုတ်အဲ့ဒါဆိုရင်တော့လေအခု MIB မှာတက်ဖို့ recommend ပေးတယ်ရှေ့လားဆိုရင်တခြားအကြောင်းနေနဲ့ပေါင်းပြီးတော့နိုင်ငံခြားတက္ကသိုလ်တွေကစာတမ်းဖတ်ပွဲတွေကိုလုပ်ပေးတာမျိုးတွေရှိတယ်ဟုတ်လားဘူးကျွန်တော်တခါတလေအကြောင်း in person မသွားနိုင် online join နေပေါ့နော် online join နေချိန်မှာ question တွေ answer တွေတောက်လျှောက်နေရကျွန်တော်ငိုက်လို့တော့မရပြီးတော့ညီလေးတို့လို့ကိုပိုင်စီးပွားရေးလုပ်နေတဲ့သူတွေဆိုရင်ဒီ finance တို့ accounting တို့ကအရင်အရေးကြီးတယ်လေ အဲ့ဆိုရင်ကျွန်တော် MIB မှာ MB ကိုတက်ကိုတက်ရအောင်ပဲ။အပိရဲ့ညီ recommend ပေးအတက်လိုက်။ကျေးဇူးပါ။မမင်္ဂလာပါ။ဟုတ်မမလေး MIB မှာပေါ့နော် MBA class ကိုချမ်းမှုအတွက်လေ့လာနေရပေါ့။မမကိုလည်း MIB ရဲ့ page မှာမတခါ interview လာလေး post လေးတွေ့ရဲ။အဲ့အတွက်လေးအမကိုတချို့မေးခွန်းလေးရှိရဲပေါ့နော်။လေ့ချင်လို့ပါအမ။ဟုတ်ကဲ့မဆောက်။မမအနေနဲ့ပေါ့နော် MBA ရပြီးတဲ့နောက်မှာမမရဲ့လုပ်ငန်းမှာပေါ့ဘယ်စကြာရီကပို့ပြီးတော့ဖြစ်လာလို့ရှိမှာ။ ့အမရ MBA တက်လိုက်ပြီးရနောက်ပိုင်းမှာတော့အမတော်တော်များများတင်ခဲ့တဲ့ subject တွေပေါ့နော်ပြန်ပြီး apply လုပ်နိုင်ခဲ့ပေါ့နော်သူ MBA မှာဆိုလို့ရှိရင် basic subject တွေဆိုလို့ရှိရင် leadership ပိုင်းနဲ့ strategy management ပိုင်းဆိုလို့ရှိရင်ဒါအမတို့ကအရင်ကအသုံးဝင်တယ်ပေါ့နော်အမ corporate comms လာတာဆိုတော့ဒီဟိုဥမာ power bi တို့ data analytics ပေါ့အရင်တော့အမနဲ့တော့အသက်ဆိုင်နေပေါ့ဟာဒီကအဲ့ဒါအကုန်လုံးအမတို့ knowledge တွေနဲ့တော့ဟိုတန်ဖိုးပေးခဲ့တယ်ပြန်ပြီး apply လုပ်တဲ့ဟာတွေကကျတော့အမတို့ဒီ leadership ပိုင်းပေါ့နော် အမရဲ့ team ကိုအမဘယ်လိုမျိုးအုပ်ချုပ်ရမလဲဆိုရမျိုးလေး proposal ဆိုအမတို့ assignment တွေလုပ်ကြတဲ့အခါမှာဆိုလို့ရှိရင်လည်း assignment တွေမှာ leadership style ကဘယ်လိုမျိုးရှိရဲဆိုတဲ့အားမျိုးလည်းအမတို့ကပြန်ပြီးတော့ဟိုဟို assignment တွေက research လုပ်ခဲ့ရတာကိုအဲ့တော့အခါတော့အဲ့မှာပါတဲ့အကြောင်းညာတွေအဲ့မှာပါတဲ့ဒီဘယ်လိုလုပ်ရမလဲဆိုတဲ့အရာလေးတွေကိုဘယ်လိုအုပ်ချုပ်ရမလဲဆိုတဲ့အားမျိုးလေးတွေအမ learn လုပ်ခဲ့ပြီးပြန်ပြီး apply လုပ်ခဲ့ရတယ်ရှိရပေါ့နော်အဲ့တော့အမအနေနဲ့ကတော့ဒီဒီ MB ကိုတက်လိုက်တဲ့အခါမှာအဲရန်ကိုတချို့ရတယ်တချို့အပိုင်းမှာရန်ကိုအတုံးဝင်လာရလေတွေ့ရတယ်ပေါ့နော်အဲပြီးတော့ဒါကတော့အမားတော့ corporate ကောင်းဆိုတော့ဒီ corporate ဘိုင်းမှာဖြစ်တဲ့ဒီအတန်ပြန်အတုံးအပိုင်းမှာပြန်ပြီးတော့ apply လုပ်တဲ့ ခံတာပေါ့နော်။ဒီချိုးဆိုလို့ရှိရင်တော့ဒီ startup တွေပေါ့ startup ဘိုင်းများဒီ entrepreneur တွေအနေနဲ့ဆိုလို့ရှိရင် MBA ကတက်ထားတာအရင်သုံးဝင်နေ။ဘာလို့လဲဆိုတော့ finance ဘိုင်းတွေပေါ့ finance ဘိုင်းတွေမှာဆိုလို့ရှိရင်ပြန်ပြီးတော့ဒီဒီ PNL ကြီးရဲ့ပုံစံမျိုးတွေဆိုတော့ဒါအများကြီးကိုအသုံးဝင်ပါတယ်။အဲ့တော့ overall ပြောမယ်ဆိုတော့ဒီတဲမှာပါတဲ့ subject တွေမှာပါတဲ့ MBA subject တွေမှာပါတဲ့အရာတွေအမားတို့ subject တွေတော့အမားတို့တွေတော့ပြန်ပြီးအပိုင်းလို့ပြုတ်ပြီးအဆင်ပြေတယ်ပေါ့နော်။ Okay ဆရာ။ဆရာမ။ Thank you. ရစောင်းကုန်လိုက်တာစားကြည့်ပါလားဟုတ်တယ်နော်ဆောင်းလို့ကောင်းလိုက်တာအဲဟုတ်လားမစားကောင်းနေပြောလို့ကျေးဇူးပါနော်အဲ့ဒါညီမတို့ဆိုင်အောင်လေညီမဒီဇိုင်းလေးဖွင့်ပြသွားတာက standard အတန်းမှာ business model canvas အတွက် assignment လုပ်ရင် idea ရလို့ဖွင့်ပြသွားတာလေဟုတ်တယ်နော်ညီမသတိထားမိရဲ့စုပါဒီ subject မှာအရင်ပိုက်နိုင်တာလေ assignment တွေလုပ်တော့မှလေ business idea တော်များကိုပြီးနိုင်ခဲ့တယ်အခုဒီချေပြောတဲ့ differentiation ကိုလက်တွေ့သုံးချပြီးတော့လေဒီလုပ်ငန်းမှာအောင်မြင်လာတဲ့အတွက်အရင်ဝမ်းသာပါတယ်နော် နိုင်ငံတကာနေပြည်တော်လေးသင်ခန်းစာတွေကို online အနေနဲ့သင်ဖြစ်တယ်။ project နဲ့ group assignment တွေအတွက်တငင်ချင်းနေနဲ့အများရန်ဆွေးနွေးဖြစ်တယ်။ online မှာတွေ့ပြီးတော့စာရေးတူတူလုပ်ဖြစ်ကြရလေ။အတူတူစုဖွဲ့ပြီး project တွေလုပ်ရတဲ့အတွက် networking တွေလည်းပိုကောင်းလာတာပေါ့။အဲ့တော့လည်းအရေးအလုံးမှာအထောက်အကူဖြစ်တဲ့ business partner တွေရပါတယ်။ DMAG ပြီးသွားရင်လည်း demo တွေနဲ့အချင်းချင်းနဲ့ဆက်သွယ်ပြီးတော့အလုပ်တွေလည်းလုပ်ချင်ပါသေးတယ်။အခုဆိုရင်တော့အဖွဲ့ထဲညီမလေးစုဝင်တဲ့တူတူအေးအလုပ်လေးတူတူလုပ်နေပါတယ်။